ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်10 million channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါပေါ်စဉ်သက်မှုမှာထူးဆန်းတဲ့ပစ္စည်းဆုံးရှုံးမှုတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေရစွာကိုဖျက်ဖြတ်ခြင်းပါတယ်။ကဘာနဲ့အနည်းဆုံးဖြစ်တဲ့ဒီအရန်ဂျူလာကလည်းပရိသတ်တို့အတွက်သူမရဲ့နှလုံးသားလိုပဲရောက်ဖို့အတွက်ခက်ခဲလိုက်တာနော်။အကြသေးခင်ဆယ်စုနှစ်တွေအတွင်းမှာနက္ခတ္တဗေယပညာရှင်တွေဟာခေတ်မီနည်းပညာမြင့်အာကာသရှင်တွေအသုံးပြုပြီးကဘာရဲ့အရန်ဂျူဖြစ်တဲ့ လားရဲ့လေဝက်ချက်တွေကိုဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့နားပေါ်စဉ်သက်ဖို့ခေတ္တကြိုးပမ်းမှုအများစုဟာကြီးကျယ်ဆုံးရှုံးခဲ့ပြီးလားရဲ့မျက်နှာပြင်ကိုအာဃာတရှင်ပျက်စီးရရဲ့တုတ်တန်တစ်ခုလိုဖြစ်သွားစေပါတယ်။ဘာလို့များဒီလိုဖြစ်နေရတာလဲ။အရင်တုန်းကအောင်မြင်ခဲ့တဲ့စူးစမ်းရေးရှင်တွေလိုမျိုးအခုဘာလို့မလုပ်နိုင်တော့တာလဲ။ ကျမတို့ရဲ့နှီးပညာတွေကနောက်ပြန်ဆုတ်သွားတာလားဒါမှမဟုတ်ဒီလိုမအောင်မြင်မှုတွေရဲ့နောက်ွယ်မှာလုံးဝကွဲပြားတဲ့အကြောင်းရင်းတွေရှိနေမလားဒီမေကွန်းတွေကိုအဖြေကိုသိရှိဖို့ဗီဒီယိုလေးကိုအဆုံးထိဆက်လက်ကြည့်ရှုပေးပါအောင်နော်နေပါအောင်နော်ဒီအကြောင်းမပြောခင်မှာ VPN လေးခန့်ကြည့်ပေးပါအောင်နော်ကြပြန်ဆက်လိုက်ရအောင်1969ခုနှစ်ဧပြီလ18ရက်နေ့မှာ NASA ရဲ့ Saviro 3အာကာသယဟာ နောင်လာမယ့်လူလိုက်ပါတဲ့မစ်ရှင်တွေအတွက်လုံခြုံတဲ့စစ်တပ်ရေးနေရာတွေကို ရှာဖွေဖို့လာစီကို စတင်ထွက်ခွာခဲ့ပါတယ်။ Surveyor 3မှာဓာတ်ပုံပေါင်းများစွာကိုကမ္ဘာမြေကိုပြန်ပို့ပေးနိုင်တဲ့ကင်မရာတစ်ခုလည်းတက်ဆင်ထားပါတယ်။ဒါအပြင်မြေစီလောနမူနာတွေကိုယူနိုင်တဲ့စရုပ်လက်တံတစ်ခုလည်းပါဝင်ပါတယ်။ပြောရမယ်ဆိုရင် Surveyor 3ဟာလာဘောစူဇန်ရီခီးကိုအောင်မြင်စွာလုံဆောင်နိုင်ခဲ့ပြီးလာရဲ့မြေစီလောဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်တွေကိုရရှိခဲ့ပါတယ်1969ခုနှစ်နိုဝင်ဘာလမှာအပိုလိုတွဲအာကာသယာဉ်မှုတွေဟာဒီအနည်းမှာဆင်းသက်ခဲ့ပြီးစစ်ဆေးဖို့အတွက်ဆေဗီယာ3ဟာခေတ်သစ်အာကာသယာဉ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်ရိုးရှင်းတယ်လို့ထင်ရပါတယ်ပါလို့လဲဆိုတော့အခုခေတ်လိုကွန်ပျူတာတောင်ပါဝင်တာမဟုတ်ပဲကျူတင်သတ်မှတ်ထားတဲ့စနစ်တချို့သာပါတာကြောင့်ပါပြောရမယ်ဆိုရင် Severia 3ရဲ့စွမ်းဆောင်ရည်ကအခုလိုခေတ်သစ်နည်းပညာတွေနဲ့နှိုင်းယှဉ်ရင် အိတ်ဆောင်ကနန်းတွက်ဆက်တစ်ခုရဲ့စွမ်းဆောင်ရင်လောက်ပဲရှိပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာလာတဲ့အကာသရှင်တွေမလုံနိုင်ခဲ့တဲ့အရာကိုသူကအောင်မြင်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။2025ခုနှစ်ဇွန်လ9ရက်နေ့မှာဂျပန်အာကာသယာဉ် Resilience ဟာလာရမျက်နှာပြင်ပေါ်ကိုဆင်းသက်ဖို့ချင်းကက်လာချိန်မှာဆင်းသက်ရန်စီစဉ်ထားတဲ့အချိန်မတိုင်မီစက္ကန့်တရာအလိုမှာအဆက်အသွယ်ပြတ်တောက်က လမ်းမျက်နှာပြင်နဲ့တိုက်မိပြီးပျက်စီးသွားခဲ့ပါတယ်။နောက်ပိုင်းပြန်လည်စစ်ဆေးမှုတွေအရလေဆာအဆင့်မြင့်ဒိုင်းကရိယာမှာချွင်းချက်ရှိနေရကြောင်းလို့သိရပါတယ်။ပိုတိကြောင်ပြောရမယ်ဆိုရင်ဒီကရိယာဟာဆင်းသက်ရမယ့်အမြင့်ကိုစတင်တိုင်းတဲ့နေရာမှာတိုင်းတာမှုမှားသွားခဲ့တာပါ။ဒါကြောင့်အာကာသယာဉ်ဟာတစ်စက္ကန့်ကို66မီတာနှုန်းနဲ့အရှိန်ပြင်းပြင်းနဲ့လမ်းမျက်နှာပြင်ကိုတိုက်မိပြီးပျက်စီးသွားခဲ့ပါတယ်။ ဒီကြောင့်နဲ့ပတ်သက်ပြီးပညာရှင်တွေကလည်းဘာလို့ဒီလိုဖြစ်သွားရတာလဲဆိုပြီးခေါင်းစားခဲ့ရပါတယ်။ theory တစ်ခုကတော့သူတို့လေဆာအမြင့်တိုင်းကရိယာက လာမျက်နှာပြင်ရဲ့အလင်းပြန်အားဟာသူတို့ယူဆထားတာထက်နည်းနေလို့အလုံးမလုံးနိုင်တာလို့ဆိုပါတယ်။ဒါကြောင့်ကရိယာကအမြင့်ကိုမှားယွင်းတဲ့အချက်လက်တွေပေးမိပြီး resilience ကလည်းစဉ်သက်နှုံအရှိန်ကိုအချိန်မီမလျှော့နိုင်ခဲ့ဘူးလို့ဆိုကြပါဗျ။ နောက်တစ်ခုလွန်ခဲ့တဲ့260နီးပါးလောက်က Surveyor 3လည်းအလားတူပြဿနာနဲ့ကြုံခဲ့ရပူပါတယ်။အဲ့တုန်းကလိုင်းမျက်နှာပြင်ကအလင်းပြန်အားဟာကျွတင်ခံမှန်းထားတာထပ်ပူများခဲ့ပြီးရေရဲ့နီးပညာကိုရှုပ်ထွေးသွားစေခဲ့ပါတယ်။ဒါပေမဲ့အကြီးကကွာခြားချက်ကတော့ဒီအဖြစ်ပြက်ဟာလိုင်းမျက်နှာပြင်ပေါ်ကနေမီတာအနည်းငယ်မှာဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအချိန်မှာအေးဆေးစွာဆင်းသက်နိုင်ဖို့စနစ်တွေကိုဖိတ်မဲ့အစားအခါတရဟဆက်လက်ပြန်တန်းခဲ့ပြီးလာမျက်နှာပြင်ပေါ်မှာအချိန်ပေါင်းများစွာခုန်ပြန်ကျော်လွားပြီးမှနောက်ဆုံးမှရှက်တန့်သွားခဲ့ပါတယ်။ တခါပြက်ရင်ဇက်တိုက်ပြတ်တတ်တယ်ဆိုတဲ့စကားအတိုင်းပဲ iSpeak Company က2023ခုနှစ်ဧပြီမှာ Hakuto RM1 ရှင်နဲ့ပထမဆုံးအချိန်လပေါ်မှာစီးပွားရေးဆိုင်ရာစံသက်မှုကိုလှုပ်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီကြိုးပမ်းမှုဟာမအောင်မြင်ခဲ့ပါဘူး။ iSpeak ရဲ့မအောင်မြင်တဲ့ကြိုးပမ်းမှုအပီလာအနေနဲ့ကြာမှာ Intuitive Machine Company ကသူတို့ရဲ့ Odysseus ရှင်နဲ့အောင်မြင်အောင်စံသက်နိုင်ခဲ့ပေမဲ့ ဆန်းသက်တဲ့ဘိန်းတွေကပုံပြတ်သွားခဲ့ပြီးရှင်ကစောင်းပြီးရက်နေခဲ့ပါတယ်။ဒါပေမဲ့ရှင်ကပုံပြတ်ပန်းပြတ်ရက်နေခဲ့ပေမဲ့လည်းဒီမရှင်ကိုအောင်မြင်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ဟာကူတူအာမရှင်ကြာရှုံးရတဲ့အကြောင်းရင်းကတော့ဒီပညာပိုင်းဆိုင်ရာချွင်းချက်ကြောင့်ပါ။ တရင်ဟာသူကုတ်သူမာယန်းစွာတက်ချက်မိသွားတာပါ3ကီလိုမီတာအမြင့်ရှိတဲ့မိတော်ဝအနာကိုဖြတ်ကျော်သွားချိန်မှာလေဇာအမြင့်တိုင်းကရိယာကတိုင်းတာတဲ့အမြင့်ကကွန်ပျူတာကခံမှန်းထားတဲ့တန်ဖိုးနဲ့မကညီခဲ့ပါဘူးဒါကြောင့် software ကမာယန်းစွာဆုံးဖြတ်ခဲ့ပြီးအဲ့နောက်ပိုင်း resilience လို့ပဲစဉ်သက်မှုမှာပြည့်စည်သွားခဲ့တာပါ ဒီလိုပါလို့အခုခေတ်လာဖို့ဆင်းသက်မှုတွေအမှားယွင်းများနေရတာလေပြန်ကြည့်ရမယ်ဆိုရင် ISP ရဲ့မအောင်မြင်မှုတွေဟာဖြစ်တောင့်ဖြစ်ကဲကိစ္စတော့မဟုတ်ပါဘူးဒီချက်တွေကလက်ရှိဖြစ်ပေါ်နေတဲ့အာကာသမစ်ရှင်ကိုထင်ရနေပါတယ်2023ခုနှစ်ကနေ2025ခုနှစ်ကြာစီးပွားရေးနဲ့အစိုးရပိုင်းဆိုင်ရာလူမပါတဲ့လဘောစင်တမှုစုစုပေါင်း၉ခုကိုစီစဉ်ခဲ့ပေမဲ့နှစ်ခုသာအောင်မြင်ခဲ့ပါတယ်။အိန္ဒိယရဲ့ Chandrayaan-3 နဲ့ အမေရိကန်ရဲ့ပုဂ္ဂလိကရှင် Blue Ghost တာအောင်မြင်ခဲ့တာပါ။ဒါဆိုဘာတွေဖြစ်နေတာလဲ။ James Webb Telescope လိုမျိုးနည်းပညာတွေပေါ်များတဲ့ခေတ်မှာဘာလို့အာကာသကိုလပေါ်မှာလုံခြုံစွာဆင်းသက်ဖို့ရုန်းကန်နေကြရတာလဲ။ဒီချက်ကိုနားလည်ဖို့နည်းပညာတွေကိုခဏဖယ်ထားပြီးမစ်ရှင်တွေလုံဆောင်ခဲ့တဲ့အခြေအနေတွေကိုစဉ်းစားဖို့လိုပါတယ်။ ယခင်ကလဘော်စင်သက်မှုတွေနဲ့အခုခေတ်လဘော်စင်သက်မှုတွေကလုံးဝကွဲပြားတဲ့အခြေအနေတွေဖြစ်သွားခဲ့ပါပြီ။ဥပမာ NASA ရဲ့ Apollo နဲ့ Soviet Union ရဲ့ Luna လိုမျိုးအစီအစဉ်တွေကိုအရာမဘတ်ဂျက်တွေ၊ Engineer ထောင်ပေါင်းများစွာနဲ့ကျယ်ပြန့်တဲ့စင်သက်မှုတွေလှုပ်ဆောင်ခဲ့တာပါ။ ဒီချိန်ကစနစ်တွေဟာယခုခေတ်ရဲ့နှိပညာတွေထက်အများကြီးနှိမ့်ကျခဲ့ပေမဲ့အလွန်ခိုင်ခန့်ပြီးဘေးကင်းလုံခြုံမှုစနစ်တွေပါဝင်ခဲ့တဲ့အပြင်လူသားတွေရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာအများစုရှိခဲ့ပါတယ်။ Apollo 11 mission မှာဆိုရင် Neil Armstrong ဟာ နောက်ဆုံးအချိန်ထိလူကိုယ်ရံဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီးလမော်ဂျူကိုတင်းတော်ရနေရာတစ်ခုမှာဘေးကင်းစွာဆင်းသက်နိုင်ခဲ့တာကိုကြီးကြပ်အဖြစ်သိနိုင်ပါတယ်။သို့တော်လည်းအခုခေတ်အလိုလျောက်စနစ်အပြည့်အဝပါဝင်တဲ့မစ်ရှင်တွေမှာအခုလိုမျိုးလူကိုယ်ရံဝင်ရောက်ပြည့်ပြည့်နာမျိုးကမဖြစ်နိုင်တော့ပါဘူး။ဒါအပြင်အခုခေတ်လဘော်ဆူဆန်ရဲ့အစီအစဉ်များစုဟာ ဗန်နိုင်းအရာအင်အားကြီးတဲ့နိုင်ငံတွေကနေအကူအညီရယူတာမျိုးမဟုတ်ပဲကုန်ကြစည်နေအောင်လှုပ်ဆောင်နေတာပါအထူးသဖြင့်ပိုကလီကကုမ္ပဏီတွေအတွက်ကတော့အထူးချက်ကပုံမှန်ပါလိမ့်မယ် ISPE ရဲ့ Resilience Star မှာမဟုတ် Astrobotic ရဲ့ Peregrine လိုမျိုးအာကာသရှင်တွေဟာအရင်ကလမရှင်တစ်ခုအတွက်သုံးဆွဲတဲ့ကုန်ကြမ်းစိတ်ထက်များစွာပိုနည်းနေပါတယ်။ဒီလိုပဲချက်နေတဲ့အတွက်စမ်းသပ်မှုတွေနိပညာအရှင်းမြစ်တွေနေပါပြီးပြင်းထန်တဲ့အမှားတွေဖြစ်နိုင်ခြေပိုများလာပါတယ်။ ကစ်တလာရင်တွေဟာလေဆာအစစ်မြတ်တိုင်းကိရိယာကင်မရာနဲ့ရေဒါစနစ်တွေအပါအဝင်သူတို့ရဲ့အာရုံခံကိရိယာတွေအပေါ်မှာအလွန်မင်းပြီးခုနေရပါတယ်။ဒီအစိပ်ပိုင်းတွေကတခုခုချွေးရင်းသွားတာဒါမှမဟုတ်မှားရုံနဲ့ချက်လက်တွေပြီးမြင်ထိခိုက်ပျက်စီးတာပါပဲ။ဒါအပြင် အခုခေတ်မရှင်တွေဟာလားပေါ်ကပိုပြီးခက်ခဲတဲ့နေရာတွေကိုရွှေ့ရပြီးသွားရောက်ကြပါတယ်။လားရဲ့တောင်ဝယူဆွန်းမှာရေခဲတွေရှိမယ်လို့ယူဆထားတာကြောင့်အဲ့နေရာကအလွန်ရေပန်းစားပါတယ်။ဒီဂရီယာဟာအလွန်ကြမ်းတမ်းပြီးအလင်းရောင်နဲ့အရှိတ်တွေ၊နှဆိုင်နဲ့မီးတောင်ဝါနဲ့ချွတ်တန်ခမန်းလို့မရတဲ့မြင်းမျက်နှာတင်ပြနေကြအလွန်မင်းခက်ခဲပါတယ်။ဒီချက်ကအလိုလျောက်ဆင်းသက်တဲ့နည်းပညာအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့အမြင့်တိုင်းတာမှုဒါမှမဟုတ်လမ်းကြောင်းရှာဖွေမှုမှာအမားတိတိလေးတောင်မှဆွရတဲ့ ကျိုးဆက်တွေဖြစ်ပေါ်နိုင်လို့ပါပဲ။ပြီးတော့ဘသူကမှတခါတည်းကျွမ်းကျင်သူ ဖြစ်မလာဘူးဆိုတဲ့အချက်ကိုလည်းမိတ်ထားသင့်ပါဘူး။ intuitive machine ISP နဲ့ astrobot လိုမျိုးကုမ္ပဏီတွေဟာလမရှင်တွေကိုအတွေ့အကြုံသိမရှိသလောက်ပဲလို့ပြောရမှာပါ NASA ရောကတ်စမော့စ်လိုမျိုး iSpace ရောဟာစေစွန်းနှစ်ပေါင်းများစွာက စုဆောင်းထားတဲ့အချက်လက်တွေအပေါ်မှာအခြေခံနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်လက်ရှိမအောင်မြင်မှုတွေဟာနည်းပညာတွေနောက်ပြန်ဆုတ်သွားတယ်လို့တော့မဆိုလိုပါဘူး။အမားနဲ့တွေ့ကြုံတွေကနေသင်ယူနေတဲ့အာကာသခီးရဲ့ခေတ်သစ်စူးစမ်းရှာဖွေမှုအဆင့်သစ်တစ်ခုမှာရောက်ရှိနေရလို့ယူဆမှာဖြစ်ပါတယ်။အချို့အားဖြင့်ပြောရမယ်ဆိုရင်အရင်တုန်းကလာဖို့စဉ်သက်မှုတိုင်းမအောင်မြင်ခဲ့သလိုအခုလည်းမအောင်မြင်မှုတွေရှိနေသေးပါ ဒါပေမဲ့ဒီကနေ့ခေတ်ကုမ္ပဏီများစုဟာအရင်ထက်ကုန်ကျစရိတ်တိတိတသာရှင်းချခဲ့ပြီးပိုပြီးလှုပ်ဆောင်နိုင်ဖို့ကြိုးစားနေကြပါတယ်။အနည်းဆုံးတော့အခုချိန်မှာဒီလောက်ကအလွန်အနေများတဲ့အလုပ်ဖြစ်နေတာတော့အမှန်ပါပဲ။ အနာဂတ်ကြစိန်ခေါ်မှုများအနေနဲ့များစွာသောခက်ခဲတွေရှိနေပေမဲ့ကျမတို့ဟာလာစီကိုခရီးသွားခြင်းနဲ့ခက်တရဲ့အစာပိုင်းမှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒီကာလအတွင်းမှာလာဟာသိပ္ပံနိကြမစ်ရှင်တွေရဲ့ပြစ်မှတ်တစ်ခုတာမကစီးပွားရေးနဲ့ဆေးမပြောင်မြောက်တဲ့နေရာတစ်ခုအနေနဲ့ပါနိုင်ငံကြီးတွေအာရုံစိုက်လာကြပါပြီ။ NASA, ESA, JAXA, CNNS လိုမျိုး အကာသအေဂျင်စီတွေလူသားတွေကိုလစီပြန်လည်ပို့ဆောင်ဖို့ရှိရတဲ့ Artemis လိုမျိုးအစီအစဉ်တွေနဲ့အတူလမရှင်အသစ်တွေကိုစီစဉ်နေပါတယ်။တစ်ဖက်မှာလည်းပုတ်ကလစ်ကကုမ္ပဏီတွေဖြစ်တဲ့ iSpace, Intuitive Mission နဲ့ Astrobot 2ဟာလည်းပို့ပြီးတော့အားစိုက်ထုတ်နေကြသလို NASA ရဲ့ Commercial Lunar Payload Service လိုမျိုးအစိုးရအစီအစဉ်တွေနဲ့ပါနှီးကပ်စွာပူးပေါင်းဆောင်ရွက်နေကြပါပြီ။ ကြသေးခဲ့နှစ်တွေရဲ့မအောင်မြင်မှုတွေကနေချွင်းနေတဲ့အာယုံခံကြရတယ်။မလုံလောက်တဲ့ software တွေနဲ့မြေပြင်ချက်လက်နေပါမှုတွေလိုမျိုးဤပညာဆရာတွေမှလည်းပို့ပြီးတော့တိုးတက်အောင်လုပ်နေပါပြီ။အနာဂတ်ရဲ့ရင်တွေဟာပို့ပြီးတော့ခိုင်ခန့်လာမှာဖြစ်ပြီးတော့မရှိမဖြစ်လိုအပ်တဲ့အရင်စနစ်တွေ AI ကူညီနဲ့လမ်းကြောင်းရှာဖွေမှုတွေပုံမှန်တိကျတဲ့မြေပုံရေးဆွဲမှုတွေနဲ့တက်ဆင်လာကြမှာပါ။နာစီကိုသွားနိုင်တဲ့ခစ်သက်ဟာတကယ်ပဲစတင်လာမယ်ဆိုရင် အားလုံးရဲ့ရေရှည်ရင်မှန်းချက်ဟာ ကျွေးချထားတဲ့နေရာတွေမှာပဲဆင်းသက်ဖို့မဟုတ်တော့ပဲလကိုရေရှည်ဆင်းသက်ဖို့အသုံးပြုနိုင်တဲ့အထိရှိမှန်းလာကြပါလိမ့်မယ်ဒီအတွက်တောင်ရှိသူတွေဟာတောင်ယိုစော့မှာသုတေသနစခန်းတွေတည်ဆောက်ဖို့တယူပိုးဆောင်ရင်းနဲ့စွရင်ဆိုင်ရာအခြေခံဆောင်တွေတည်ဆောက်ဖို့နဲ့အဲ့ဒီမှာရှိတဲ့အရှင်းမြစ်တွေကိုအသုံးပြုဖို့အစီအစဉ်နေကြဆဲပါဒီချိန်ထဲမှာပဲလဟာအနာကအင်္ဂါဂျိုမစ်ရှင်တွေအထွတ်စမ်းသက်လေ့ကျင့်ရမှာနေရာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။လူနေစခန်းတွေလမ်းကြောင်းရှာဖွေရေးတွေ စွမ်းအင်ထုတ်လုပ်မှုနဲ့ပြန်လည်အသုံးပြုတဲ့နည်းပညာတွေကိုဒီနေရာမှာလက်တွေ့အခြေအနေတွေအောက်မှာဆန်းသက်ကြမှာပါနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုယုံကြည်စိတ်ချရတဲ့ငွေကြေးထောက်ပံ့မှုပွင့်လင်းမြင့်သားတဲ့စနစ်တွေလိုက်မရှင်ခရီးရဲ့အောင်မြင်မှုတွေအတွက်အရေးကြီးပါတယ်။စိန်ခေါ်မှုတွေရှိနေပေမဲ့လာမယ့်နှစ်တွေနှစ်တွေမှာအရင်ကထက်ပိုများတဲ့လောက်ဆင်းသက်မှုတွေရှိလာတော့မှာပါ။ ီမရှင်တစ်ခုချင်းစီတိုင်းကလူသားတွေရဲ့အိမ်မက်ဖြစ်တဲ့တနေ့နေ့မှာအခြားဂျူတွေကိုနေချက်အဖြစ်သွားရောက်နေထိုင်နိုင်ဖို့ပုံမှန်နီးဆက်လာအောင်လမ်းဖွင့်ပေးသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ဆက်အပ်ပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေရှင်။